ူရဲ့မွေးရည်မြေကိုပြန်ရောက်လာပြီးရဲ့အချိန်မှာမျိုးပြမှာကြီးပြင်းလာခဲ့တဲ့ဆဲကျော်သက်တရားဟာငင်းရိုက်တကောင်နဲ့တွေ့ခဲ့ပြီးတခြားအဖမ်းခံရရဲ့သရိတ်ဆောင်လေးတွေကိုကယ်တင်ဖို့ဖြစ်လာခဲ့ပါဒီနေ့မှာတော့ကျွန်မက Street and Tea ဆိုတဲ့ကာတွန်းဇာတ်လမ်းလေးကို recap ပြန်လုပ်ပြီးသွားမှာဖြစ်ပါဇာတ်လမ်းအစမှာတော့တရုတ်ပြပွဲတစ်ခုအတွင်းမြင်းစီနေရဲ့မိမတယောက်ကိုတွေ့မြင်ကြရမှာဖြစ်ပါသူရဲ့မိသားစုတွေကပြည်သက်တွေထဲမှာရှိနေပြီးဂုံယူနေခဲ့ကြပေမဲ့မြင်းနဲ့ခုံနဲ့ပြကွက်တစ်ခုမှာမတော်တဆဖြစ်ပြီးဆုံးပါသွားခဲ့ပါ နောက်နေ့များစွာအကြာမှာတော့ lucky လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာသူ့တငယ်ချင်းရှင်လေးတွေကိုအစာကျွေးနေအောင်သူ့တော်ခိုရာလာတားတာကြောင့်စူပုတ်ပုတ်ဖြစ်နေခဲ့ပါတယ်။ခိုရာကတရိတ်ချန်လေးတွေကိုအာရုံမရောက်ဘဲတင်ချပြီးအောင်တွေ့ဖို့လာဆိုတာဖြစ်ပြီးပြန်ထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာတွန်လို့ခေါ်တဲ့ရှင်ကလေးကပရင်းပေါက်တကောင်လာခေါက်နေပြီး lucky ကသွားဖွင့်ပေးလိုက်တဲ့အချိန်အိမ်တစ်ခုလုံးကိုပြောင်းစံနေအောင်ပတ်ပြေးပါတယ်။ lucky လည်းရှင်လေးကိုလိုက်ဖမ်းရင်းအေကန်းမှာကျိုးနဲ့တွဲလောင်းကြပြီးချိန်နေခဲ့ပါတယ်။အဲဒီချိန် lucky ရဲ့အဖိုးက အိမ်ထဲကိုဧည့်သည်တွေနဲ့အတူဝင်လာခဲ့ပြီးအထဲရောက်တာနဲ့ရုံးရင်းဆန်ခန့်နဲ့ပျက်စီးနေတဲ့သူတို့အိမ်တော်ကြီးကိုပဲတွေ့လိုက်ရပါတယ်။ဒါဒီမကပဲပျက်စီးနေတဲ့တပ်ပေါင်းအကြီးကြီးကသူတို့ရှိကိုပြုတ်ကျလာခဲ့ပြီးရှင်ကလေးကလက်ကီးရဲ့အဖိုးမျက်နှာပေါ်ကိုပါတက်ကပ်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့လက်ကီးတယောက်ရထားထဲမှာရှိနေတော့သူ့အဖိုးမျက်နှာရှင်းကပ်နေတဲ့တရင်ဟာတရင်စာရီတဲတိပါသွားခဲ့တာကိုသိလိုက်ရပါတယ်။လက်ကီးကသူ့အဖေရှိတဲ့ မီရာတယ်ရိုမျိုးစီသွားနေရောသူ့တော်ဘာလို့သူ့အဖေကထားခဲ့ရလဲဆိုပြီးမိကုံးထုံနေခဲ့ပါ යි အဲဒီချိန်မှာတော့လက်ကီးရဲ့အဖေဟာလက်ကီးကိုသူ့ပြိုးထောင်ဖို့အစင်မပြေတဲ့အတွက်ခိုရာရိုစီထားခဲ့တယ်ဆိုတာကို သိလိုက်ရပါ යි လက်ကီးရဲ့အမေဟာလည်းငငယ်ရွယ်ရွယ်နဲ့မြင်းတွေနဲ့ပတ်သက်တဲ့အဖြစ်အပျက်တစ်ခုမှဆုံးသွားခဲ့ရာကြောင့်သူ့အဖေကလည်းဒီမှာထားခဲ့ရဖြစ်ပါ යි လက်ကီးလည်းယထာပရိပောက်ကနေထွက်ကြည့်တော့သူ့ရဲ့ကောင်းစီကွင်းဟာပြုတ်ကျသွားခဲ့ရာကြောင့် ဝမ်းနေနေတဲ့အချိန်ရထားပေးကနေပြေးလိုက်လာနေတဲ့မြင်းရိုက်တကောင်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ကနေတခြားမြင်းအုပ်တအုပ်ပါပြေးလိုက်လာနေခဲ့ပြီးရထားရဲ့အရှိန်ကိုအမိလိုက်ရင်ပြက်ကျန်ခဲ့ကြပါတယ်။ဒါကြောင့်လက်ကီးတယောက်ရထားနောက်ဆုံးတွဲကိုအပြေးသွားခဲ့ပြီးမြင်းတွေကိုသွားကြည့်ဖို့လုပ်ခဲ့ပါတယ်။ရထားနောက်ဆုံးခန့်မှာတော့ခူရာတယောက်မုန်းစားနေကြရဖြစ်ပြီးတူတူမတယောက်ရထားအပြင်ဘက်မှာတွဲလောက်ခုပြီးသွားနေရကိုတွေ့လိုက်ရတဲ့အထက်လန့်သွားခဲ့ပါတယ်။လက်ကီးတယောက်ပြုတ်ကြတော့မှကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူ့ပစက်ထဲမှာရှိနေတဲ့မုတ်ကိုပါမိမကြီးတယောက်စီကိုခရီးထုံးမိသွားခဲ့ပါတယ်။လက်ကီလည်းယထာနောက်ဆုံးတွင်ရဲ့ဝရဏာစီကိုရောက်သွားတဲ့အချိန်မှာတော့မြင်းကိုလန့်တီဖို့လက်ဆန့်ထုတ်ပြီးမြင်းရိုင်းလေးကိုထိဖို့ကြိုးစားနေရုံမှာပဲခေါင်းပိုင်တယောက်ရောက်လာပြီးယထာလေးပြန်ဆွဲခေါ်သွားခဲ့ပါတယ်။ခဏကြာရင်ချိန်မှာတော့တူရီးမြောင်မာရာဂျိုမြို့လေးစီကိုရှောက်လာခဲ့ပြီးသူမြင်တွေ့နေတာမဟုတ်ပေတောရွာရဲ့ပဝင်းကျင်ရဲ့ယထာဘူတာယုံတဲ့အထိဝင်နေတဲ့တရိတ်ဆန်တွေကြောင့်ထူဆန့်နေခဲ့ပါပြီ။ယထာကြီးပြန်ထွက်သွားတဲ့အချိန်မှာတော့လက်ကြီးတယောက် မရာတိုရဲ့ပွဲတော်တစ်ခုထဲဝင်သွားမိခဲ့ပြီးမင်းတွေနဲ့တရုတ်ပြနေရဲ့ပြပွဲတစ်ခုကိုတွေ့သွားခဲ့ပါတယ်။မင်းဘော်ကမိမကြီးကလက်ကြီးကိုမြင်သွားတဲ့ဖွန်တူနာလိုလမ်းခေါ်လိုက်ပြီးတော့သူ့အမေရဲ့ခေါင်းစည်းချုပ်ကိုလှမ်းပစ်ပေးလိုက်ပါတယ်။သိမကြခင်မှာပဲအစီအစဉ်ကြီးညာရဲ့လူကကွင်းထဲမှာမြင်ရပြမဲ့သူ့ရဲ့သမီးဖရူတန်ဂရန်ဂျာကိုမိတ်ဆက်ပြီးနေခဲ့ပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့အကြောင်းချီးမွမ်းနေခဲ့ပါတယ်။အဲ့ဂျင်ခူရာကတော့တွတူမကိုမွေးမြူရေးချန်နယ်တိပါဝင်ရှာနေခဲ့ရပြီးနွားချန်တွေကိုပါခွာကျော်ခဲ့ရပါတယ်။ ဒီပြဿနာကျေးဇူးနဲ့ပဲ Prescott အင်တော်ကိုသွားမယ်နောက်ဆုံးကကိုလွတ်သွားခဲ့ရပြီးစိတ်တွေညစ်နေကြရပါ HJ Snell လို့ခေါ်တဲ့သပင်ရွှေရောင်နဲ့ကောင်လေးတယောက်သူ့ရဲ့မြင်းလေးနဲ့အတူရောက်လာပြီးသူခေါ်သွားပြီးမယ်ဆိုပြီးပြောလာပါတယ်ဒါပေမဲ့သူ့ရဲ့မြင်းလေးဟာလူသုံးယောက်မပြောနဲ့ခေါ်ရာတယောက်တည်းကိုတော့မတည်နိုင်ဖြစ်နေခဲ့ပြီး Snell ကပတ်စံထားတောင်းခဲ့ပါတယ်အဲ့ချင်းအဘီဂိဆိုတဲ့ကောင်မလေးတယောက်ဟာမြင်းပေါ်ကနေသူ့မလေးစနစ်ကိုကျိုးနဲ့လမ်းဖက်လိုက်ပြီးပက်ဆန်ကိုခိုရာရုတ်စီပြန်ပေးလိုက်ပါ යි ိနောက်မှာတော့အပီကေကစနစ်ကိုကျိုးတုပ်ထားခဲ့ပြီးသူကတော့အင်ကိုပြန်သွားခဲ့ပါတယ်။လက်ကီးတို့လည်းဂျင်ပရက်ကောရဲ့အင်ကိုရောက်သွားတဲ့အချိန်မှာတော့ဂျင်တယောက်သူ့သမီးလာလေတာကိုအံ့အားသင့်သွားခဲ့ပြီးအိမ်ထဲဝင်သွားကြတဲ့အချိန်မှာတော့အကောင်လုံးကရှုပ်ပနေခဲ့ပါတယ်။ဒါပေမဲ့လက်ကီးရဲ့အခန်းကတော့အရန်တက်ရက်နေခဲ့ပြီးကစားစရာတွေဟာလည်းအများကြီးရှိနေခဲ့ပါတယ်။ဒါပေမဲ့လက်ကီးဟာအယုတ်တွေနဲ့ကစားရမယ့်အရွယ်ကိုကြော်လွန်နေပြီဖြစ်တာကိုသတိထားမိသွားပြီးရှက်တာနဲ့စကားလမ်းကြောင်းလွှဲပြီးတော့ထွက်သွားခဲ့ပါတယ် ၎င်းလည်းအခန်းထဲလဲပတ်ကြည့်ရင်သူမဗီဒိုထဲမှာလျှို့ဝှက်အခန်းတစ်ခုကိုတွေ့သွားခဲ့ပါတယ်။အဲဒီကမ်းမှာတော့သူ့ရဲ့ဆုံးသွားတဲ့အမေပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေရှိနေပြီးအဲ့ဒီထဲမှာတစ်ခုကတော့မြင်းစည်းနေရိုက်ထားတဲ့ပုံလေးကိုလှုပ်ရှားအောင်လှုပ်ထားတဲ့ပစ္စည်းလေးဖြစ်ပါတယ်။အဲနောက်မှာတော့၎င်းကမြို့ထဲမှာဆက်စုဖို့ထွက်သွားခဲ့ရင်မြင်းဆောင်တစ်ခုကိုတွေ့ခဲ့ပါတယ်။အဲဒီမြင်းဆောင်မှာတော့ပြပွဲမှာတွေ့ခဲ့တဲ့ Protect Granger နဲ့ပြန်တွေ့ခဲ့ပြီးစကားပြောနေခဲ့ကြပါတယ်။အဲဒီချိန်မှာပဲ မြေဆောင်တွေကစုညံတန်တွေကြားရဲ့အတွက်ကြိလိုက်တဲ့အချိန်လူတယောက်ဟာမြေရင်တကာကိုရှင်အောင်လှုပ်ဖို့ကြိုးစားနေရကိုတွေ့လိုက်ရပါတယ်။မြေရင်ကတဖြည်းဖြည်းပူပူကျန်လာပြီးသူ့အပေါ်ကလူကြီးကိုလွင့်ထွက်သွားအောင်ခေါ်ထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့မင်းဟာခြံစည်းရိုးနားမှာလဲနေတဲ့လူစီဒုံဆိုင်ပြေးဝင်သွားခဲ့ပေမယ့်လူကြီးကခြံစည်းရိုးပေါ်ကနေခွာထွက်ပြီးရှောင်လိုက်တာကြောင့်လွတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ခေါင်းပွိုင်တွေကမြင်းရိုင်းကိုကျုံးနဲ့အာကုံတုံးဖမ်းပြီးမြေဆောင်တဲ့ကိုပြန်ထည့်ဖို့လုပ်ကြပါတယ်။ အင်ဂျင်လက်ကီကသူ့မြင်းရိုင်းဟာသူ့ယထားပုံမှာရှိနေတုန်းကတွေ့ခဲ့တဲ့မြင်းရိုင်းတကောင်တဲဆိုတာကိုသိသွားတာကြောင့်လှုပ်ပေးလိုက်ပြီးသူ့ကိုရေတိုက်ဖို့ပလူတန်ကိုအကူအညီတောင်းလိုက်ပါတယ်။ညစာစားချိန်မှာတော့လက်ကီတောင်သူ့ဖေကိုဇလန်းတွေပြန်ပြောပြရင်ခိုရာမျက်နှာကိုမုတ်တီနဲ့ပြလိုက်မိပါတယ်။ဒါပေမဲ့ခိုရာကစိတ်မဆိုးပဲလက်ကီပြောပြတဲ့တငယ်ချင်းအစ်စ်တွေအကြောင်းနားထောင်နေခဲ့ပါတယ်။လက်ကီကသူ့ယထားပုံမှာတွေ့ခဲ့တဲ့မြင်းလေးကိုဒီနေ့ထပ်တွေ့ခဲ့ပြီးစပစ်လော့နာမည်ပေးမယ်အကြောင်းဝမ်းသာအားရပြောနေခဲ့ပါတယ်။ ဒီကြောင့်ကြားရင်အချင်းချင်းကနောက်တကမြင်းနေနာမသွားဖို့စုခဲ့ပြီးသူ့အမေဟာလည်းမြင်းနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုမှဆုံးသွားခဲ့ရဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့သမီးလိမ္မာလေးလက်ကီလေးမြင်းဆောင်ကိုသူ့ဖေမသိအောင်ထတ်ခိုးထွက်ခဲ့ပြီးစပိဟာကျိုးနဲ့ထက်ရှိထားခံရတာကိုတွေ့သွားခဲ့ပါတယ်။ဒါကြောင့်ပရူတန်ကမြင်းလေးကိုစိတ်ငြိမ်သွားဖို့အချိန်ပေးရမယ့်အကြောင်းနဲ့သူ့ဘက်ကစပြီးချင်းကပ်လာအောင်စောင့်ဖို့နားချခဲ့ပါတယ်။လက်ကီကစပိကိုအာလူကျွေးဖို့လုပ်နေရော အပီကေရောက်လာပြီးမြင်းတွေဟာချိုးတဲ့ယာရီကိုကြိုက်တဲ့အကြောင်းပြောရင် ပန်းတီတလုံးပေးသွားခဲ့ပါတယ်။အဲနောက်မှာတော့လက်ကြီးလေးစပစ်ကိုပန်းတီကျွေးခဲ့ပြီးမှမစားရတဲ့အတွက်အပီကေကခြံလေးကိုပြစ်ကျွေးလိုက်မှသာစားခဲ့ပါတယ်။နောက်နေ့တွေမှာတော့လက်ကြီးတယောက်ပန်းတီတွေကိုအိတ်လိုက်ဖြည့်ပြီးမြင်းဆောင်ကိုယူသွားဖို့လုပ်နေတဲ့အချိန်ဂျင်ကထွက်လာပြီးသရိတ်ဆန်တွေရှိရဲ့နားမသွားဖို့ပြောနေခဲ့ပါတယ်။မင်းဆောင်ရောက်တဲ့အချိန်စပစ်ကိုပန်းတီကျွေးနေရင်မင်းလေးကသူနဲ့တပြေးပြေးနီးစပ်လာတာကိုသတိထားမိပေမဲ့လုံးဝယုံကြည်ရဲ့အထိမနီးကပ်လာသေးတာကိုသိလိုက်ရပါတယ် မိုးရွာနေတဲ့နောက်တနေ့မှာတော့လက်ကီးတယောက်မြင်းဆောင်ကခြံစည်းရိုးလေးကိုမှီပြီးအိပ်ပျော်နေတဲ့အချိန်စပစ်တူနာကတ်လာခဲ့တာသိလိုက်ပြီးသူ့ကျွေးတဲ့ပန်းတီကိုပါစားလိုက်တာကြောင့်ဝမ်းသာသွားခဲ့ပါတယ်။သူမှသိလိုက်တာကဒီဖြစ်ပျက်တွေကိုခေါင်းပွင့်အုပ်စုရဲ့ခေါင်းဆောင်ကတစ်ပင်အောက်ကနေစိတ်ဝင်တစားကြည့်နေခဲ့တာပါပဲ။နောက်နာရီအနေငယ်ကြားရဲ့အချိန်မှာတော့လက်ကီးမြင်းချန်လေးကိုဝင်သွားခဲ့ပြီးစပစ်နာကတ်သွားခဲ့တဲ့အချိန်စပစ်ကလန့်နေရာကြောင့်ဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်လာခဲ့ရပါတယ် တွင်လဲလက်ကြီးစီကိုတဖြည်းဖြည်းကတ်လာပြီးလက်ကြီးကျွေးရဲ့ပန်တီကို လာစားခဲ့ပါတယ်။လက်ကြီးလဲစပစ်ကိုဖက်လိုက်ပြီးအပေါ်တက်ဖို့လှုပ်ခဲ့ပေမဲ့လန့်သွားတာကြောင့်ရည်ကြီးပေါ်ခါချခံလိုက်ရပါတယ်။ဒါပေမဲ့လက်ကြီးကလက်မလျှော့သေးပဲနောက်တစ်ခေါက်ထပ်တက်ဖို့ကြိုးစားပါတယ်။ဒီတစ်ခေါက်အောင်မြင်ခါနီးမှာတော့စပင်ရောက်လာပြီးခြောက်လိုက်တာကြောင့်စပစ်လဲလန့်သွားပြီးလက်ကြီးကိုထပ်ခါချမိပြီးတော့ ထွက်ပြေးသွားခဲ့ပါပြီ။စပင်ကနောက်တစ်ခါမုံလာဦးနီယူပြီးတကားကောက်ဖွင့်လိုက်တဲ့အချိန်ဟာလက်ကီးစွိပေါ်ကိုတက်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားပြန်ပြီးမြင်းတကောင်နဲ့ကောင်မလီတယောက်မြို့ရဲကိုပြေးသွားစေခဲ့ပါပြီ။အဲဒီနောက်မှာတော့သူတို့ဒီမြို့ကိုရောက်တော့ကတွေးခဲ့တဲ့မြင်းပြပွဲခွင်းထဲမှာစွိကခုံပေါက်နေခဲ့ပြီးစပင်ကတော့ဒီအကြောင်းကိုကျင်းစီသွားပြောပြခဲ့ပါပြီ။ အဲ့ဒီချိန်မှာတော့စပီကာလက်ကြီးကိုတင်ရင် တောင်မော်တီနဲ့ကြောက်တရားပုတ်ကဖြတ်ပြေးသွားပြီးသူတို့ဖြတ်ပြေးသွားတာနဲ့တရားအကျိုးကျသွားခဲ့ပါပြီလက်ကြီးကတော့စပီပေါ်မှာမထိန်ချုပ်နိုင်ပေလိုက်ပါနေရင်နောက်ပြန်ရပါစီမီကုံပါရဲ့ဖရူတန်နဲ့အပီဂေတို့ကတော့ကြောက်ကန်းပါရဲ့တခြားတစ်ဖက်ကနေမြင်းတကောင်စီနဲ့လိုက်လာပြီးလက်ကြီးကိုကယ်ဖို့ကြိုးစားခဲ့ကြပြီးမြေလက်ကြီးကိုစိတ်အေးအေးထားရဖို့ပြောနေခဲ့ကြပါတယ်ဒါပေမဲ့လက်ကြီးကတော့သူ့ဘေးကကြောက်ကပါကြီးကိုကြည့်ပြီး ြောင်းလန့်နေခဲ့ပြီးတော့ပရိုတန်တို့လာခဲ့တဲ့အချိန်မြင်းပေါ်ကနေခုံချလိုက်တာကြောင့်ကြောက်ထဲကြတော့မဲ့ဘေးကနေလွတ်သွားခဲ့ပါစပီကာတော့ဂျာကပါဆွန်းနဲ့နောက်တစ်ဖက်ကိုခုံကူးသွားခဲ့ပြီးထွက်ပြေးသွားပြီးဖြစ်ပါ යි ။တိတ်မကြခင်မှာပဲဂျင်ရောက်လာပြီးသူ့သမီးကိုသရိစံနေနာမသွားရဖို့တားမြစ်ထားတာတော့သွားခဲ့ရာကြောင့်စူပူနေခဲ့တဲ့အပြင်အိမ်ကိုအတင်းပြန်ခေါ်သွားခဲ့ပါ යි ။အဲနောက်မှာတော့ဂျင်တယောက်ခိုရာနဲ့စကားပြောနေတဲ့အချိန်လက်ကီကညှို့ဝက်ခံနေမှရှိတဲ့သူ့အမေရဲ့မျက်စီဖက်နှက်ကိုခိုးစီးပြီး အိမ်ကနေလစ်ထွက်လာခဲ့ပြန်ပါ යි လကီလည်းရထားလမ်းတစ်လျှောက်ထွက်လာရင်ပိုးစုံကျူတွေကိုတွေ့ရကြောင်းလိုက်လာခဲ့ပါ යි တောင်းအိုတွေကထွက်လာတဲ့မြူရီအုပ်ဆိုင်နေရဲ့ကွင်းပြင်ထဲမှာပိုးစုံကျူထောင်နေချီကြားမှာပျော်နေရင်အတန်ကြားလာကြောင်းကြည့်လိုက်တဲ့အချိန်မြူရီသားကထွက်လာပြီးစပစ်ကိုတွေ့လိုက်ရပါတယ်။လက်ကီးလည်းအရင်တစ်ခေါက်ကလိုစပစ်နာကိုချင်းကက်သွားရင်ပုတ်သက်ပြီးနေခဲ့ပေမယ့်စပစ်ကတော့အိတ်ထဲမှာပါလာတဲ့ပန်းသီးတွေကိုပဲယူစားနေခဲ့ပါတယ်။မကြခင်မှာတော့မြူရီကနေတခြားမြင်းတွေထွက်လာပြီးဝိုင်းလာခဲ့ရကြောင့် သိကပေါင်းထုတ်ဖို့ကြိုးစားနေခဲ့ပေမဲ့လက်ကြီးကတော့သူ့ရဲ့ပန်းသီးတွေကိုပြစ်ကျွေးခဲ့ပါသူကိုဝိုင်းထားရဲ့မင်းအုပ်ထဲမှာမင်းကလေးလေးတကောင်ပါနီယာကိုတိလိုက်ရပြီးမှတော့လက်ကြီးစီကိုချင်ကပ်လာရဲ့မင်းပေါက်လေးဟာပန်းသီးတွေဆိုင်စော်နေခဲ့ပါ යි အဲဒီချိန်တခြားမင်းတန်တွေကြားလိုက်တာကြောင့်ကောင်းပွင့်တွေလာနေပြီဆိုရာသူရဲ့မင်းတွေလည်းထွက်ပြေးဖို့လောက်ကြပေမဲ့နောက်ကျသွားပြီးတကောင်မီးတကောင်ကျိုးနဲ့ပြဖန်းတာခံနေခဲ့ရပါ යි ပြလေသူရဲ့မိတ်ဆွေတွေဖန်းတာခံနေရတာကြောင့် ကောင်းပွန်နေကြပြေးဝင်ပြီးတားဆီးနေခဲ့ပေမဲ့လက်ကီကတော့ဟန်ဒရစ်ရဲ့ကန္နာကိုခံလိုက်ရကြောင်းလဲကျသွားခဲ့ပါတယ်။အဲ့ချိန်မှာစပစ်လိန်ဟန်ဒရစ်ကိုဝန်ခံလိုက်ပြီးတားလိုက်ပေမဲ့ကျန်တဲ့မင်းတွေကတော့ကောင်းပွန်ရဲ့ယထာတွဲပေါ်မှာဖန်းခံရရင်ပါသွားခဲ့ကြပါတယ်။ယထာနောက်လိုက်သွားစပစ်လိန်လက်ကီကိုတယောက်တည်းထားခဲ့ပေမဲ့နေထွက်တဲ့အချိန်မှာပြန်ရောက်လာပြီးသူ့ပေါ်တက်ခိုင်းဖို့ငုံပေးလိုက်ပါတယ်။ အဲနောက်မှာတော့လက်ကီးလဲပရူတန်စီကိုရောက်လာပြီးမြင်းတခုတွေကိုနှိမ်နှင်းပြီးမြင်းရိုက်နေလွတ်ပေးဖို့ပူပေါင်းကြမယ်အကြောင်းပြောခဲ့ပါတယ်။သူတို့နှစ်ယောက်လည်းမြေပုံကြီးလိုက်တဲ့အချိန်မှာတော့သူတို့မျိုးနဲ့ရထားရောက်နေမယ့်နေရာဟာတော်တော်ကြီးဝေးနေရသေးလိုက်ရပြီးမြန်မြန်ရအောင်ဟက်တောင်တန်းတွေကြာကဖြတ်သွားဖို့လုပ်ကြပါတယ်။ဒါတော့မှသူတို့အစီအစဉ်တွေဖြစ်မြောက်ဖို့တရက်နဲ့တညကြာမှဖြစ်ပြီးဟက်တောင်တန်းကိုဖြတ်ပြီးရင်တော့ရထားနောက်ကိုလိုက်ဖို့မြင်းတွေလုံးမှဖြစ်ပါတယ်။ဒါကြောင့်ရထားလမ်းမှာရေးဖြည့်ဖို့တထောင်နားနေရော ူတို့ရထားတဲ့ remote တောင်ကုန်းလို့ခေါ်တဲ့နေရာမှာဂျထားပေါ်တက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီချိန်အပီကေလည်းရောက်လာပြီး remote တောင်တန်းဟာမကောင်းဆုံးဝရီနဲ့အမောင်လေးကဖြစ်တည်မှုတွေရဲ့အိမ်မဲဆိုပြီး lucky တို့ချက်ပါတော့တယ်။ဒါတော့ကြားတဲ့ Bruton လည်းဒီ mission မှာမပါချင်တော့ဘူးပြောတာကြောင့် lucky ကစိတ်ဆိုးသွားပြီးသူတယောက်တည်းသွားမယ်လို့ပြောပြီးတော့ဒေါသတီထွက်သွားခဲ့ပါတယ်။နောက်တနေ့နေထွက်တဲ့အချိန်မှာတော့လက်ကီးတယောက်ခီးစားထွက်ဖို့လုပ်နေရောပရူတန်နဲ့အဘီဂေရိုနှစ်ယောက်ရောက်လာပြီးခီးကိုစတင်ခဲ့ကြပါသည် သူတို့တောင်းရောက်ဟာတစ်တော်မျိုးစုံနဲ့ပန်းခင်းတွေအများကြီးကိုတူတူဖျက်ကျော်ခဲ့ကြပြီး၎င်းကဒီချဲအခွင့်ကောင်းယူခဲ့ပြီးတော့မြင်းစည်းတာကိုပိုကျွမ်းကျင်အောင် သင်ခဲ့ပါသည်သူတို့တောင်းရောက်တဲကန္နာရဇောက်ကမ်းပါတစ်ခုကိုရောက်တဲ့အချိန်မှာတော့ဟိုဘက်ဒီဘက်ရိန်းထုံးနေတဲ့တတားတတားတစ်ခုကိုဖျက်ရမယ့်အခြေအနေဖြစ်လာခဲ့ပြီးပရူတက်ရဲ့မြင်းကတက်လိုက်တဲ့အချိန်တတားတစ်ခုလုံးပြိုကျသွားခဲ့ပါသည်သူတို့မတိလိုက်ခင်အဘီဂေကတခြားတစ်ဖက်ကိုရောက်နေခဲ့ပြီးကြောက်တုံးတစ်ခုပေါ်ကနေခုံသွားခဲ့ရပါသည် ရူတန်ကလက်ကီးမျက်စိတာကိုမြင်နေရုံဖြစ်တဲ့အတွက်ဒီလိုခွန်ကြော်ရတာကိုစိတ်ထဲစိုးရိမ်နေခဲ့ပါတယ်။သူတို့နှစ်ယောက်တူတူခွန်လိုက်တဲ့အချိန်ရူတန်ကတစ်ဖက်ကိုရောက်သွားခဲ့ပေမယ့်စပင်နဲ့လက်ကီးကတော့ချော်ကျပြီးကြောက်ကပအောက်ကိုချော်ကျသွားခဲ့ပါတယ်။လက်ကီးလည်းသတိပြန်ရလာတဲ့အချိန်စပရင့်အစဉ်ပြေးနေရကိုတွေ့လိုက်ရတော့မှစိတ်အေးသွားခဲ့ပြီးသူတို့နှစ်ယောက်လုံးကြောက်ကပပေါ်ပြန်ရအောင်တဆင့်ချင်းကြောက်တုံးတွေကိုနေပြီးပြန်တက်လာခဲ့ပါတယ်။ကြထားစီရောက်ဖို့နှိစက်လာခဲ့ပေမယ့်သူတို့ဖြတ်တန်းရမယ့်နောက်ဆုံးတောင်ဆုံးကြီးကိုရောက်လာတဲ့အချိန် အားလုံးကစိတ်ပူနေကြပေမယ့်စပီကာရှေ့ဆုံးကနေဖြတ်သွားပြီးလက်ကြီးကိုယုံကြည်ဖို့အကြည့်နဲ့လမ်းပြောလိုက်ပါဒါကြောင့်လက်ကီးလည်းမျက်လုံးမှိတ်ပြီးစပင်နာကိုလိုက်လာရင်စိတ်အေးအောင်တချင်းဆိုပြနေခဲ့ပါအပီကေနဲ့ပရူတန်တို့လည်းနောက်ကနေကတ်လိုက်လာပြီးတော့အပီကေကဂီတာတီးလက်ကီးကတချင်းဆိုနေကြပါဒါပေမဲ့ပရူတန်ကအယံလန့်နေခဲ့ပြီးတော့ဂျာတစ်ဖက်ကန်ကိုရောက်တော့မှပဲမီးပုံဖို့ပြီးတညနာဖို့ပြင်ကြပါမီရာတာမှာတော့ AI grant ကဟာမြေဆောင်ထဲမှာစနစ်နဲ့သူ့မြင်းကလေးကျုံးနဲ့တွဲလာဖြစ်နေအောင်တွေးလိုက်ရပြီးသူ့ကိုလက်ကီးတို့ကလောက်ခဲ့ရဆိုတာကိုမြင်းရင်းတွေကိုဖမ်းထားရထားနောက်ကိုလိုက်သွားတယ်ဆိုတာပြောပြလိုက်ပါတောက်တိတိချင်း AI ကဂျင်ကိုသူတို့တမိတွေလူကြီးမပါဘဲအန်ဒီအများတာတွေလုံနေရဲ့အကြောင်းသတင်းသွားပေးခဲ့ပြီးလက်ကီးတို့ကတော့မြင်းတခုတွေပါတဲ့ရထားကိုမှီလာခဲ့ကြပါပြီလက်ကီးလည်း speed ball ရက်ပြီးရထားစီလမ်းခုန်ပြီးရဲ့နောက်မှာတော့ရထားကောင်းကန်က hand trick ကိုခြေတော့စာကျွေးလိုက်ပြီး ကျန်တဲ့မြင်းတခုတွေကိုလည်းကောင်းကောင်းကြီးပညာပေးနေခဲ့ပါတယ်။အဲနောက်မှာတော့အပီကင်နဲ့ပရူတန်တို့ကကြထားကိုသွားဖွင့်ပြီးဖန်ခံထားရတဲ့မြင်းရိုက်တွေကိုလွှတ်ပေးပြီးတော့ပျော်ပဲခံနေခဲ့ကြပါတယ်။တကယ်တော့ဒါကလက်ကြီးရဲ့အိမ်မက်သားဖြစ်နေပြီးတော့ယထားကတင်ထားအထက်စောရောက်လာတဲ့အတွက်ကျန်တဲ့လူတွေကိုနှိုးနေတဲ့အချိန်စပရင်ကကြထားကြီးကိုတယောက်တည်းပြေးထွက်လာခဲ့ပါစပရင်ကိုကောင်းပွိုင်တွေကကျိုးပစ်ဖမ်းပြီးကြထားပေါ်တင်သွားတဲ့အချိန်မှာတော့လက်ကြီးကပြေးလာနေခဲ့ရတဲ့အတွက်မမိသွားခဲ့ပါဘူးအပီကင်နဲ့ပရူဒန်တို့လည်း နောက်ကနေမြင်းနဲ့လိုက်ခဲ့ပြီးမဲ့ယထာကအမြန်လုံးနဲ့အတွက်သူတို့ရဲ့အစီအစဉ်တွေဟာကြာရှုံးသွားခဲ့ရပါတယ်။တစ်ဖက်မှာတော့ဂျင်းတို့တွေဟာသူတို့သမီးတွေကိုရှာဖို့ယထာတစီနဲ့ထွက်လာခဲ့ကြပြီးမြင်းတခုတွေကလည်းတင်းမောစိတ်ကိုရောက်နေခဲ့ကြပါပြီ။လက်ကြီးတို့လည်းတင်းမောစိတ်ကိုလိုက်လာခဲ့ကြပြီးယထာတွဲခန်းကနေတဆင့်ခုန်ကူသွားကြရင်သူတငယ်ချင်းမြင်းလေးတွေကိုလိုက်ရှာနေခဲ့ပါတယ်။အဘီဂေနဲ့ပရူတန်တို့ကကောင်းမွန်တွေကိုအာယုံလွဲထားတဲ့အချိန်စပရင်ကိုဖန်ထားတဲ့ယထာတွဲကိုဖွင့်ပေးပြီး အပြင်ကိုထွက်လာခဲ့ကြပါ යි ။ဒါပေမဲ့ကျန်တဲ့မြင်းတွေအားလုံးကိုတင်းမောပေါ်တင်ပြီးသားဖြစ်နေတဲ့အတွက် နောက်ကပြေးလိုက်ခဲ့ကြပြီးသူတို့ကိုတားဖို့ကြိုးစားတဲ့ခေါင်းပိုင်တွေကိုပါစီတစ်ခုမှကျုံးနဲ့တုတ်ထားခဲ့လိုက်ကြပါ යි ။လက်ကြီးလဲလှေပေါင်းမှီဖို့အတွက်တရားတစ်ခုပေါ်ကနေခုံကြော်ရမှဖြစ်ပြီးတောင်အောင်တွေ့သွားတဲ့ချင်းတို့ကလည်းမလုတ်ဖို့အော်ဟစ်တားနေခဲ့ကြပါ යි ။တွင်လည်းနောက်ကိုခြေလမ်းအနှဲငယ်လောက်ဆုပ်ပြီးပြေးခုံလိုက်တာကြောင့်နှစ်ယောက်လုံးလှေပေါ်ကိုအအောင်မြင်မြင်ရောက်သွားနိုင်ခဲ့ကြပါ යි ။တွင်ကကောင်းပိုင်တွေကို အာယုံလွဲထားတဲ့အချိန်လက်ကီးကတခါမြင်းလေးတွေကိုကဲဖို့သွားနေခဲ့ပါတယ်။လက်ကီးလည်းမြင်းတွေကိုဖမ်းနိုင်ချံကိုဖွင့်ဖို့ကြိုးစားနေသူ့ကိုလာတာတဲ့ကောင်းပိုင်တယောက်ကိုမြင်းတွေကကန်လိုက်တာကြောင့်မိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မြင်းတွေအကုန်လုံးလွတ်မြောက်လာခဲ့ပြီးစပင်ကလည်းကောင်းပိုင်တဲ့အကုန်လုံးကိုကန်ပစ်ထားတာကြောင့် နောက်ဆုံးကြံနေကောင်းပိုင်လဲရီတဲကိုသူ့ဘာသာခုံချသွားခဲ့ပါ යි ဒါပေမဲ့ဟန်ဒရစ်ကြံနေသေးရဲ့အထက်စပင်လဲလက်ကြီးကိုသူ့ကြောပေါ်တင်ပြီးဟန်ဒရစ်ကိုပြေးတိုက်လိုက်ပြီးတော့ရီတဲပြုတ်ကျသွားစေခဲ့ပါ යි ရင်းတွေဟာရီတဲခုံချဖို့တွန်းဆုံနေကြပေမဲ့စပင်ကတော့လက်ကြီးနဲ့တူတူခုံချတာကိုမြင်လိုက်တာကြောင့်အကုံခုံချကြပါ යි မြေပေါက်လေးကလည်းရေကိုကြောက်နေပြီးသူ့အမိကတုံအားပေးမှရေထဲကိုခုံချလာခဲ့ပါ යි လက်ကြီးဟာရေထဲကျပြီးရေနစ်နေရောစပင်ကိုလိုက်ရှာနေခဲ့ပေမယ့် ဂျင်းကပဲသူ့ကိုလာခဲ့သွားခဲ့ပါတဖက်မှာတော့အပီကေရိုနှစ်ယောက်ကိုမြင်းတခုတွေကဖမ်းတော့မယ့်အချိန်နောက်ကနေ AI ရောက်လာပြီး စီပိုင်းတစ်ခုနဲ့ပြစ်ပပြီးကဲလိုက်ပါတိတ်မကြခင်မှာတော့ရေထဲကမြင်းတွေအားလုံးဟာကုန်းပေါ်ပြန်ရောက်လာကြပြီးသူတို့နဲ့အတူဟန်ဒရစ်ပါပြန်ပါလာခဲ့ပါတယ်။ဟန်ဒရစ်လည်းလက်ကီးကိုဖမ်းခါနီးနောက်ကနေကိုရာကလီတက်နဲ့ထူလိုက်တဲ့အတွက်မှောက်သွားပြီးလက်ကီးရဲ့ကျိုးကွင်းကိုဖမ်းပစ်လိုက်တာခံလိုက်ရပါတယ်။လက်ကီးလည်းဟန်ဒရစ်ကိုကျိုးနဲ့ဆွဲသွားပြီးမြင်းပေါင်လေးကဟန်ဒရစ်ကောင်ကိုဖင်နဲ့ထိုင်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့လည်းမြင်းရိုင်းတွေနဲ့အတူမြို့ကိုပြန်လာခဲ့ကြပြီးတောထဲမှာပြန်လွတ်ပေးခဲ့ပါတယ်။ စပီကာလက်ကီးကိုသူနဲ့တော်ရဲမှာတူတူနေဖို့ခေါ်နေခဲ့ပေမဲ့လက်ကီးကမဖြစ်နိုင်ကြောင်းပြောပြီးမင်းတွေကိုခြံဝန်းနဲ့ပြန်လှုပ်ပေးလိုက်ပါနောက်ရက်အနေငယ်အကြာမှာတော့လက်ကီးတယောက်သူ့အမေရဲ့ကာဝင်ကိုဝစ်ပြီးဂျင်းနဲ့မျိုးရဲကပွဲတော်ကိုထွက်လာခဲ့ကြပါဂျင်းကလက်ကီးကိုသူနဲ့လာနေဖို့အပြီးခေါ်ထားလိုက်ပြီးလက်ခံလိုက်တဲ့အချိန်ခိုရာကပါသူတို့နဲ့နေဖို့ပြောလိုက်ပါသူမသိလိုက်ခင်မှာပဲဂျင်ကအစင်မော်ကိုရောက်နေပြီးသူ့သမီးနဲ့ပြန်ဆောင်တဲ့အထိမ့်မှန်အင်းနဲ့တချင်းစုံနေရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါ යි အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်